ရှင်သာရိပုတ္တရာထောက်ပြတဲ့နိဗ္ဗာန်ရှင်သာရိပုတ္တရာက စကလုံးလေးရှင်းရှင်းလေးနဲ့ထောက်ပြတာအဲ့ဒါဘုရားဝါဒဝိနည်းသဘော ပေါက်ဖို့လိုတယ်တရားပွဲတစ်ခုမှာရှင်သာရိပုတ္တရာကဟောတယ်ဒုက္ခမိတံအောသောယထိတံနိဗ္ဗာန်ငါရှင်တို့နိဗ္ဗာန်ဆိုတာချမ်းသာတယ် တည်ငြိမ်တဲ့ချမ်းသာကိုပြောတာခန္ဓာကဒုက္ခအစားဝင်လာတဲ့ချမ်းသာမျိုးမဟုတ်ဘူးစာပေလူပြောရင်ဝေရိတဒုက္ခမဟုတ်ဘူးဝေရိတဆိုတာစိတ်ခံစားမှုနဲ့ပတ်သက်တာအဲ့တော့နိဗ္ဗာန်ဆိုတာချမ်းသာတယ်ဆိုတော့ဥရယီဆိုတဲ့ဘုန်းကြီးတွေကထားပြီးတော့ကန်းွက်တယ် ရှင်ဘုရားနိဗ္ဗာန်မှာခံစားရတဲ့ဝေဒနာမရှိဘူးမဟုတ်လားဘလို့လုံးချမ်းသာမှာလေဝေဒနာရှိမှဝေဒနာဆိုတော့ဒုက္ခဒုက္ခကိုပြောတာနော်စိတ်ခံစားမှုမှာမရှိတာဘလို့လုံးပြီးတော့ချမ်းသာမှာလေလို့ပြောတဲ့အခါရှင်သာရိပုတ္တရာပြန်ဖြေတဲ့စကားအဲ့ဒီဝေဒနာ မရှိလို့ကိုချမ်းသာတာလို့ပြန်ဖြေလိုက်တယ် ဝေဒနာရှိနေသေးရင်ဒုက္ခနဲ့ဒုက္ခအလဲကြလာမှာပဲလေအကြောင်းကိုတစုံတစ်ခုကိုအကြောင်းပြုပြီးဒုက္ခဖြစ်เสียအကြောင်းနဲ့တွေ့ရင်ဒုက္ခလာမှာပဲဒုက္ခဖြစ်เสียအကြောင်းအဲ့တော့အကြောင်းကိုမိတီးပြီးတော့နေရတာဒုက္ခဖြစ်เสียအကြောင်းရှိမှဒုက္ခဖြစ်မယ်ဒုက္ခဖြစ်เสียအကြောင်းရှိရင်ဒုက္ခဖြစ်မယ်အဲ့တော့အကြောင်းပေါ်မျောလင့်ပြီးတော့ဒုက္ခဒုက္ခသာဖြစ်တာအဲ့ဝေဒနာမရှိတော့ဘူးဆိုလို့ရှိရင် ုက္ခကိုမျောနေကြရလည်းမလို့ဒုက္ခကိုလည်းမျောနေကြရမလို့တည်ငြိမ်နဲ့တန်တိဒုက္ခလို့ဆိုတဲ့တည်ငြိမ်အေးချမ်းတဲ့ခြံသာမျိုးဆိုလို့တယ်အဲ့ဒါနိဗ္ဗာန်ခြံသာဆိုတာလူတွေတွေ့တဲ့ကိုယ်ကိုယ်တိုင်ခံစားနေရတဲ့ခြံသာမျိုးမဟုတ်ဘူးဆိုတာသတိထားဖို့လိုတယ်ပေါ့ဒုက္ခကင်းစင်နေတဲ့ဒုက္ခရောဒုက္ခရောနှမျိုးလုံးကင်းစင်နေတဲ့ခြံသာလို့ပြောလို့ရတယ် ဝေဒနာခင်းစင်တဲ့ချမ်းသာဝေဒနာဆိုရင်တော့မှယောဂလို့သွားထင်းနေပြီဆိုလို့စိတ်ခံစားချက်ခင်းတဲ့ချမ်းသာလို့သူတို့ဆိုလို့တယ်နော်။ဘာလို့လို့ဆိုခန္ဓာမှမရှိတော့တာ။ခန္ဓာမရှိရင်ခံစားချက်စိတ်ဆိုလည်းမရှိတော့။အဲ့တော့မရှိခြင်းဟာတိဉ္စအေးချမ်းသည့်အတွက်ကြောင့်တန်တိဒုက္ခတိဉ္စနဲ့ချမ်းသာလို့ဒါကိုဆိုလို့တာ။